အာနာမသိငင်တော့ကတော့လေချောင်းကနေပြစ်ကူပေးဖို့လေချောင်းတိုက်ခိုက်မှုလုပ်ဖို့ပြစ်မိတ်ခွင့်ပြုတာကိုတက်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုရီယာဘုံချုပ်မူကြီးစိုးဝင်းရဲ့ခွင့်ပြုချက်နဲ့လောက်ရပါတယ်ကြီးချုပ်ကခွင့်ပြုတာနဲ့တပြိုင်နက်လေတက်ဦးစီးချုပ်ကအစင်စင်သောလေတက်တပ်ဖွဲ့ဝင်တွေကိုထပ်မံခွင့်ပြုမိတ်နဲ့သုံးဆွဲမဲ့လေရင်လက်နက်လူစတာတွေကိုအစင်သက်ဖြစ်အောင်ညွှန်ကြားပါတယ်ဒါပေမဲ့အခုတော့ ကျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရီနဲ့စစ်ခွေးအန်ဒရီမှာကင်းဝေးကြပါစေခင်ဗျာဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ပုဒ်ကတော့စစ်တပ်ရဲ့လေကြောင်းပစ်ခတ်မှုကိုဘသူတွေကအမိန်ပေးတယ်လဲဆိုတဲ့ BBC မှာစောင်းပါတဲ့ပုဒ်ဖြစ်ပါတယ်ယခုစောင်းပါဟာ2023ခုနှစ်အော်တိုဘာလ23ရက်နေ့ကတင်ထားတဲ့စောင်းပါဖြစ်ပါတယ်2022ခုနှစ်အာဏာသိမ်းမှုကိုလက်နက်ကင်စကြင်တိုက်ပွဲဝင်သူတွေနဲ့မြန်မာစစ်တပ်ကြားမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲကြတေဆုံးသူတွေနဲ့အရသာထိခိုက်တေဆုံးမှုတွေလည်းအများအပြားရှိနေပါတယ်တော်လန်သူတွေကိုစစ်တပ်ကမြေပြင်ကနေစစ်ကြောင်းထိုးတိုက်ခိုက်တာတွေရှိသလိုလက်နက်ကြီးနဲ့ပြစ်ခတ်တာလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကိုလည်းဒီနှစ်ပိုင်းနေတဲ့ပိုတိုးပြီးလှုပ်လာတာတွေ့ရပါတယ်အထူးသဖြင့်စစ်အာဏာသိမ်းမှုနှစ်နှစ်ကျော်ကြာလာချိန်မြေပြင်တိုက်ပွဲတွေမှာထိခိုက်မှုများလာတဲ့စစ်တပ်ကစစ်စင်ရေးတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေကိုပိုပြီးအားပြုတိုက်ခိုက်လာတယ်လို့စစ်တပ်နဲ့တိုက်ခိုက်နေတဲ့တိုင်းဒေသလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့တော်လရင်အင်အားစုတွေက ပြောကြပါတယ် လေကြောင်းတိုက်ခိုက်မှုအတွက်စစ်တပ်ကဘလို့ပြင်ဆင်တယ်လဲလေကြောင်းတိုက်ခိုက်မှုတွေကိုမြေပြင်စစ်ကြောင်းတွေအတွက်ကုညီရှင်းလင်းပြစ်ခတ်ပေးဖို့အဓိကလှုပ်လေးရှိတယ်လို့လေတပ်အရာရှိဟောင်းတစ်ယောက်က BBC ကိုပြောပါတယ်ရန်သူရဲ့နယ်မြေတဲကစစ်ရေးပြစ်မှတ်တွေကိုရှီလင်ကနေထိုးစစ်ဆင်ပြီးတတ်မှတ်ဆိုင်အတွင်အပြီးအပိုင်တိမ့်ပိုင်နိုင်အောင်ကုန်းချောင်းကစစ်ကြောင်းထိုးနေခြင်းလေကြောင်းကလည်းအဲ့ဒီအဖွဲတွေရဲ့ရှိတတ်မဲ့လမ်းကြောင်းတွေကိုကုညီရှင်းလင်းပြစ်ခတ်တာမျိုးလို့လေတရေဟောင်းတွေကပြောကြပါတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့ရှီလင်အင်အားရှိနေလာတာနဲ့အမျှ ဝင်းဟင်ကတရိုက်တိုက်ခိုက်ရှေမုံနာနဲ့ပြစ်ကူပေးတာတွေဖြစ်လာနေတာပါအာနာမသိငင်တုန်းကတော့လေချောင်းကနေပြစ်ကူပေးဖို့လေချောင်းတိုက်ခိုက်မှုလုပ်ဖို့ပြစ်မိတ်ခွင့်ပြုတာကိုတမ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီးဒုရယဘုံယုံမှုကြီးစိုးဝင်းရဲ့ခွင့်ပြုချက်နဲ့လုပ်ရပါတယ်ဒီအတွက်ပြစ်ခတ်မိန်ရဖို့အတွက်ကိုတော့အစစ်စစ်တင်ပြပြီးခွင့်ပြုချက်ယူရတာရှိပါတယ်လို့လေချောင်းစစ်စင်ရေးတွေပြုလုပ်ခဲ့မှုတဲ့ CDM ဘုံကြီးတူက BBC ကိုပြောပါတယ်မြေပြင်မှာတိုက်ခိုက်နေတဲ့စစ်ကြောင်းတွေရဲ့အကြီးအကဲစစ်ကြောင်းမှုအရာရှိသို့မဟုတ် တပ်ဆိုင်ရာတပ်ရဲ့တပ်မမှုကလေကြောင်းနဲ့ပြစ်ကူတိုက်ခိုက်ပေးဖို့ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ရှိတဲ့စစ်စင်ရေးအထူးအဖွဲ့မှူးကာဆာတာမှုနဲ့ဗိုလ်ချုပ်အဆင့်ရှိတဲ့တိုင်းမှုတို့စီကိုပထမဆုံးစတင်တင်ပြရပါတယ်ကာဆာတာမှုနဲ့တိုင်းမှုတို့ကလေကြောင်းပြင်မိန်ရဖို့အတွက်စစ်ဦးစီးဗိုလ်မှူးချုပ်ကြီးကတဆင့်ကာကွယ်ရေးဦးစီးချုပ်ကြီးကိုတည်င်းပေးဖို့တောင်းဆိုရပါတယ်စစ်ဦးစီးဗိုလ်မှူးချုပ်ကြီးကတင်ပြလာတဲ့တည်င်းအချက်အလက်တွေကိုစစ်ဆေးပြီးကာကွယ်ရေးဦးစီးချုပ်ကြီးကိုပြန်လည်တင်ပြကာအမိန့်ဆုံးဖြတ်နိုင်ရေးအထောက်အကူပေးရတဲ့သူဖြစ်ပါတယ် နောက်ဆုံးအဆုံးဖြတ်ပေးသူကတော့ကာကွယ်ရေးဦးစီးချုပ်ကြီးဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းဖြစ်ပါတယ်။ကြီးချုပ်ကခွင့်ပြုတာနဲ့တပြိုင်တည်းလေတပ်ဦးစီးချုပ်ကအစင်စင်သောလေတပ်တပ်ဖွဲ့ဝင်တွေကိုထပ်မံခွင့်ပြုမိတ်နဲ့သုံးဆွဲမဲ့လေရင်လက်နက်လူစတာတွေကိုအစင်သက်ဖြစ်အောင်ညွှန်ကြားပါတယ်။တိုင်းမှုစီကိုလေကြောင်းပစ်ကူတောင်းဆိုလာတဲ့အချိန်ကစလို့တောင်းဆိုတဲ့ခံမနေရတိုက်ပွဲအခြေအနေအပါဝင် အသေးစိတ်အချက်လက်တွေကိုစစ်စင်ရေးမှာပါဝင်ရမယ်။တပ်ဆိုင်ရာလေတပ်နဲ့တက်အသီးသီးထံကိုနောက်ဆုံးအမိတ်မရခင်ကတည်းက ဖြန့်ဝေထားရတယ်လို့ဆိုပါတယ်အမိန်ရရှိတာနဲ့တပြိုင်တည်းပြင်မကိုလေချောင်းကူနိုင်ဖို့ချက်ချင်းအသင့်ပြင်ထားတဲ့လေရင်လက်နက်ကိုအသုံးပြုကာလေချောင်းကနေတိုက်ခိုက်ကြပါတယ်များသောအားဖြင့်စစ်တိုင်းမှုတွေမှာအဆင့်ဆင့်အသုံးပြုနိုင်ဖို့ MI35 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ယာဉ်တွေအများရှိနေတတ်တယ်လို့လေတရဲစီရီယံဗိုလ်ကြီးတအူးက BBC ကိုပြောပါတယ်တိုက်ပွဲကိုထူးခြားဖြစ်စဉ်အဖြစ်တင်ရတယ်အောက်အဆင့်တွေကဂျင်းနန်ပို့တဲ့အဆင့်နဲ့တွားတယ်တိုင်းမှုအပါဝင်အရာရှိကြီးအဆင့်တွေမှာတော့တိုက်ရိုက်ချိန်ဆက်ပြီးလှုပ်ဆောင်ကြတယ်တခြားအဆင့်ရာရှိတွေက အမိန်ကိုအကောင့်ထဲဖော်နိုင်ရေးတပြိုင်နက်လောက်ကြပါတယ်လို့သူကရှင်းပြပါတယ်။အမိန်ရရှိပြီးပြစ်မှတ်ကိုရွေးချယ်ဆုံးဖြတ်တာသုံးဆွဲမဲ့လက်နက်လေရင်ရွေးချယ်တော်တွေကိုတော့ကာစတာမှုနဲ့တိုင်းမှုတို့ကအဓိကဆုံးဖြတ်ပေးတာဖြစ်တယ်လို့သူကစပြောပါတယ်။အချို့စစ်မြေပြင်တွေမှာဓာတ်ကစမှုတွေကိုယ်တိုင်ကကုတ်ကဲမှုတွေလုပ်လို့ရှိတယ်လို့သိရပြီးတာမန်အခြေအနေတွေမှာတော့စစ်တိုင်းမှုတွေပဲကိုယ်တိုင်ကုတ်ကဲပါတယ်။စစ်တိုင်းမှုအနည်းဆုံး၃ဦးကိုကာစတာမှုတဦးကပြန်လဲကုတ်ကဲတဲ့အဆင့်နဲ့တပ်ပိုင်းဆိုင်ရာမှာအုပ်ချုပ်ကုတ်ကဲတာပါ။ စစ်ပွဲဖြစ်နေတဲ့စစ်ထဏာကျောက်တစ်ခုရဲ့နေမြေအတွင်းစစ်ရဲကိုကုတ်ကဲရမှာအစုအဖွဲ့လိုက်ဖွဲ့စည်းပြီးတိုက်ပွဲတွေကိုကုတ်ကဲကြပါတယ်။ဆုံးဖြတ်ချက်တွေကိုတော့ကာဆာတာမူနဲ့တိုင်းမူတီကရှာမှတ်ကြပါတယ်။အဲဒီလိုဆုံးဖြတ်နိုင်ဖို့တိုင်းမူတယောက်အတွက်သူ့ပြီးမှာစစ်ရဲဆိုင်ရာသတင်းအချက်လက်ပံ့ပိုးနိုင်ဖို့ဗိုလ်ကြီးအယောက်20ကျော်နဲ့ဗိုလ်မှူးဒုဗိုလ်မှူးကြီးနဲ့ဗိုလ်မှူးကြီးအများပြဝန်းရံရှိနေကြပါတယ်။စစ်စင်ရေးအပါအဝင်ပြန်တန်းအမှုခင်းဆိုင်ရာကိစ္စအဝဝကိုဒီလိုရာရှိတွေကထောက်ပို့လှုံ့ဆော်ပေးတာမျိုးဖြစ်ပါတယ်။ အဲ့ဒီအရာရှိတွေထဲမှာမှဘုံမူကြီးအဆင့်ရှိသူ၄တက်အရာရှိအမြောက်တက်အရာရှိတန်ကြက်ကတက်အရာရှိဒုံးတက်အရာရှိတွေလည်းဝန်းရံပြီးအကြံပြုစေပါတယ်။သူတို့ကသက်ဆိုင်ရာပညာရဲ့ပိုင်းတွေကိုအကြံပြုသူတွေဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုမှာအဲ့ဒီလိုဝန်းရံထားတဲ့ထဲက၄တက်ကဘုံမူကြီးအဆင့်ရှိသူကဒါကဆောင်မှုဒါမှမဟုတ်တိုင်းမှုဆုံးဖြတ်နိုင်တဲ့တင့်တော်တဲ့လေရင်လက်နက်အမျိုးအစားတွေကိုအကြံပြုကြပါတယ်။အဲ့ဒီအပေါ်မူတည်ပြီးရွေးချယ်ကဆုံးဖြတ်ထားတဲ့ပြစ်မှတ်ကိုပြစ်ခတ်တိုက်ခိုက်တာကိုလှုံ့ဆော်ကြတာပါ။ အမိန်ပေးအဆင့်တွေလျှော့ထားအရင်ကဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကစစ်ရေးစစ်ရာအားလုံးကိုစဉ်းစားတယ်အဲ့ဒီအတွက်လေကြောင်းသုံးဖို့ပြင်မိန်ပေးတာအားလုံးဗိုလ်ချုပ်ကြီးစိုးဝင်းပြီးမှပြီးတယ်ဒါပေမဲ့အခုတော့အဆင့်တွေအများကြီးလျှော့ထားလိုက်ပြီလို့စစ်အရာရှိဟောင်းတွေကခံမှန်းထားကြပါတယ်ဒါကလည်းလာပိုင်းအတွင်းအကြိမ်ကြီးရာကျော်တဲ့အထီကိုလေကြောင်းတိုက်ခိုက်မှုတွေရှိလာတာကြောင့်စစ်ရေးအမိန်ပေးကုတ်ခဲ့တဲ့စနစ်မှာအမိန်စည်းစိမ်မှုအဆင့်ကိုလျှော့ချလိုက်တာအကြောင်းလို့သူတို့ကခံမှန်းပြောဆိုတာဖြစ်ပါတယ် အဲ့ဒီအတွက်ကစားတော်မှုဓမ္မဘောတိုင်းမှုအစင်မာတဲ့လေချောင်းကနေပြစ်ခတ်တိုက်ခိုက်မှုကိုဆုံးဖြတ်ချက်ပေးထားနိုင်တဲ့အခြေအနေမျိုးလို့စစ်တပ်အရာရှိဟောင်းတွေကထင်ကြီးပြကြပါတယ်။မင်းအဖေတွေမော့ကြည့်မနေနဲ့ခြေတန်းကြလာကူမှာမဟုတ်ဘူးဆိုတဲ့စကားကိုအရာရှိဟောင်းတဦးကတော့ဒီနေ့ဒီချိန်အထိအမှတ်ရနေတယ်လို့ပြောပြပါတယ်။1989ခုနှစ်နောက်ပိုင်းတုန်းကဗိုလ်တင်နှင်းစင်းပွဲအတွက်စည်ရေးလေးချင်းနေစဉ်ကောင်းကင်မှာပြန်သားချိန်တက်တန်းယူနေတဲ့တိုက်လီရင်ကိုမော့ကြည့်မိတဲ့ဗိုလ်တော်တဦးကိုတင်နှင်းဆရာကပြန်လည်ပြောဆိုခဲ့တာလို့သူကပြောပါတယ်။ အဲ့ဒီနောက်ပိုင်း1995ခုနှစ်မှာတော့မာနေပလောလို့လူသိများတဲ့ KNU နဲ့တိုက်တဲ့တိုက်ပွဲအတွင်းမှာအဲ့ဒီအရာရှိလေးစစ်ကြောင်းကိုဥဆောင်တိုက်ခတ်ရသူဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်တွေကသူဥဆောင်တဲ့စစ်ကြောင်းအထွတ်လေကြောင်းပစ်ကူတစ်ကြိမ်မှမရခဲ့ဘူးလို့သူက BBC ကိုပြောပြပါတယ်။သူနီးသူအဲ့ဒီအချိန်တုန်းကဖြစ်ပွားခဲ့တဲ့လူမျိုးစုလက်နက်ကင်တပ်တွေဖြစ်တဲ့ကရင်ကချင်နဲ့ရှမ်းတို့နဲ့တိုက်ပွဲတွေမှာလေကြောင်းပစ်ကူဖော်ဖော်တည်တည်လုပ်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ဆိုပါတယ်။အရက်သားလားရန်သူလားကြိုတင်သိရှိနိုင်လားအပြစ်မဲ့ဘလောက်တိကျနိုင်လဲ လေကြောင်းကနေပြစ်ကူပေးဖို့တောင်းဆိုလာတဲ့အချိန်ကစလို့တိုက်ပွဲနေရပြစ်မှတ်နဲ့စီရေးဆိုင်ရာအချက်လက်တွေကိုတပ်ဆိုင်ရာစစ်တိုင်းအတွင်တပ်ဆိုင်ရာအရာရှိတွေထံကိုအသိပေးတာမျိုးရှိပါတယ်။အဲ့ဒီလိုအသိပေးလာတဲ့အပေါ်လေတရဲတွေကခံမှန်းနေရာတွေကိုရှာဖွေကာမှတ်သားလေ့လာထားရပါတယ်။မြေပုံညွှန်းပေးတဲ့အပေါ်မူတည်တဲ့ရုတ်တရက်ပေးတဲ့မြေပုံညွှန်းအရာပြစ်မှတ်ကိုမှန်နိုင်ဖို့ခက်ခဲတယ်။ဝင်းကတွေ့ရတဲ့မြင်ကွင်းလမ်းညွန်စနစ်တွေကပြသတဲ့ပုံစံမျိုးတွေကိုချိန်ဆနိုင်ရှင်ပြီးပြစ်ခတ်ရတဲ့အတွက်ပြစ်မှတ်ကိုရာနှုန်းပြစ်မထိကြပါဘူးလို့ ကိုယ်တိုင်ပြစ်ခတ်တက်ခိုက်ခဲ့မှုတဲ့လေတရေဟောင်းတူဦးက BBC ကိုပြောပါတယ်။ဒါကြောင့်ပြစ်မှတ်သိနိုင်ဖို့မြေပုံညုံတွေကိုကြိုတင်ပေးလိမ့်ရှိပါတယ်။ဒါမှလည်းရန်သူနဲ့မြေပြင်ကကုတ်တဖွဲ့နဲ့ကွဲကွဲပြားပြားသိနိုင်မှာလို့အဲ့ဒီအရာရှိကပြောပါတယ်။ဒါကြောင့်အချိန်ရကကြိုတင်ပြင်ဆင်နိုင်တဲ့လေကြောင်းစစ်စင်ရေးတွေနဲ့တိုက်ပွဲပေါ်မူတည်ပြီးအချိန်နဲ့တပြေးညီလှုပ်ဆောင်ရတဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာပြစ်မှတ်ကိုထိရောက်အောင်ပြစ်နိုင်မှုတွေကွဲပြားတာမျိုးရှိတယ်လို့အတွေ့အကြုံရှိလေတရေဟောင်းတွေကပြောကြပါတယ်။ဗစီကြီးပြစ်မှတ်ကိုပြစ်တာကအရန်တိကြတယ်။အဲ့ဒီပြစ်ခတ်မှုတွေကမတူဘူး။ ပစီကြီးတို့အနောက်ဘာတို့ကပြစ်မှတ်ကိုတက်တက်ပြစ်တာပြောရရင်တိုင်းမှုကိုတိုင်းကိုကအဲ့ဒီနေရာကိုပြစ်ရှင်တာဆိုတဲ့အတွက်တေးသေးချာချာပြင်ဆင်ထားတာဘာလို့လဲဆိုတော့ခေါင်းကုံမိုင်းအကုံစားဆိုတဲ့အယူဆရှိတယ်လို့ကိုတိုင်းလေချောင်းပြစ်ခတ်တက်ခိုင်းမှုတွေလောက်ခဲ့မှုတဲ့စီဒီယံဘိုးကြီးတို့ကမှတ်ချက်ပြုပါတယ်စကိုင်းတိုင်းကပ်ဘလူမျိုးနယ်ကပစီကြီးကြီးဟောမှာရက်ရွာစုပေါင်းယုံဖွင့်ပွဲအကျွေးအမွေးပြုလုပ်နေတုန်းဧပြီလ17ရက်မနက်မှာစစ်တပ်ကလေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးတငယ်30ကျော်အပါအဝင်လူပေါင်း180ကျော် တိတ်ဆုံးခဲ့ပါတယ်။ဗစီကြီးရွာမှာပြုတ်လုခဲ့တဲ့အဲ့ဒီဘွဲကို NUG PDF နဲ့ CRPH ကဒေသခံကောင်းဆောင်တွေလာနိုင်တယ်ဆိုတဲ့ယူဆချက်နဲ့အဲ့ဒီနေရာကိုစစ်ရေးပြမဲ့အဖြစ်သတ်မှတ်တိုက်ခိုက်တာလို့အထက်ပါပုဂ္ဂိုလ်ကပြောပြီးစစ်တပ်ကလည်းအဲ့ဒီကြီးရွာမှာ NUG CRPH လက်အောက်ခံ PDF ရဲ့ရုံးခန်းဖွင့်ပွဲပြုတ်လုတာဖြစ်ပြီးအဲ့ဒါကိုတိုက်ခိုက်ခဲ့တာလို့စစ်ကောင်စီဘက်ကဝန်ခံထားပါတယ်။ဗစီကြီးကြီးရွာဘက်ကတော့ဗစီကြီးမှာရဲရေးရွာရေးဆောင်ရွက်တဲ့ရုံးတစ်ကို ဒေသခံအားလုံးရဲ့ထဲ့ဝင်မှုနဲ့ရွာလေကနေရွာအပြင်မှာပြောင်းရွှေ့ဆောက်လုပ်ပြီးဖွင့်ပွဲလုပ်နေချိန်မှာပြစ်ခတ်ခံရလို့လူရရှိတည်ဆုံးခဲ့တာလို့အသက်ရှင်ကြံရည်သူပဇီကြီးဒေသခံတွေကပြောကြပါတယ်။တေချာတာတခုကတော့တရက်နှစ်ရက်တည်းကြိုသိတာမျိုးမဟုတ်ဘူး။အဲ့လိုမျိုးတွေလှုပ်ဖို့ရှိတယ်ဆိုတော့အ ਨੇ ဆုံးတစ်ပတ်နှစ်ပတ်လောက်ကိုကြိုသိရတာမျိုးဖြစ်နိုင်တယ်။အဲ့ဒီအတွက်တေချာထိုင်ပြီးပြစ်မှတ်ကိုရွေးချယ်တယ်။တေချာအောင်ပြစ်မှတ်ကိုမှန်မဲ့ guided bone လိုမျိုးသုံးမယ်ဆိုတာမျိုးကိုတိုင်းမှုအပါအဝင်လူကြီးတွေကနေလေတက်ကတက်ဆိုင်ရအဆင့်ဆင့်ကိုအမိန်ပေးတာမျိုးလို့ အာနာမသိမ့်မီကလေးချောင်းစစ်စင်ရေးလှုပ်ဆောင်ခဲ့မှုတဲ့လေတရစ်တအုပ်က BBC ကိုပြောပါတယ်။လက်ရှိစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုအများစုမှာ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ MiG-29 တို့လိုတိုက်လေယာဉ်တွေကိုအများစုအသုံးပြုနေတယ်လို့လေတသားဟောင်းတွေကပြောကြပါတယ်။စစ်ကောင်စီလေတပ်မှာတော့လက်ရှိအချိန်ထိ SU-30, MiG-29, F-7, A-5, YAK-130, K-8, PC-9, PC-7, PC-6 စတဲ့တိုက်လေယာဉ်တွေကိုအသုံးပြုနေတာပါ။တိုက်ခိုက်ရေးရဟတ်ယာဉ်တွေမှာတော့ 2006 MI2 Euro Cobra MI70 MI35 တို့ကိုအသုံးပြုတယ်လို့သိရပါတယ်။စစ်ဘက်တဲယူပို့ဆောင်ရေးအတွက်ကိုတော့ PC6 Icelander Y12 ARD42 ARD72 Y8 Fokker 70 Ever စတာတွေကိုအသုံးပြုနေတာပါ။တက်မတော်ရဲ့လေတပ်သမိုင်းမှာအရက်သားပြစ်မှတ်တွေကိုတိုက်ခိုက်တယ်ဆိုတာကတော့တခါမှမရှိဘူး။အဲ့ဒါကိုမှအရက်သားတွေကိုပြစ်တယ်လို့ပြောတာဆိုရင်တော့အဲ့ဒါတက်မတော်ကိုတိုက်ခိုက်တာပဲလို့အငိမ့်စားစစ်တပ်အရာရှိကြီးတူကတော့ သူသိမိဖျက်ဆီးခဲ့တဲ့စစ်တပ်လီတပ်ကိုကိုးကားပြီးငြင်းချက်ထုတ်ပါတယ်။ရန်သူကိုပြစ်မှတ်ထားတိုက်ခိုက်မှုတွေတဲ့ပြည်သူတွေထိခိုက်မှုရှိတာကလည်းရန်သူကပြည်သူတွေကြားကရှောင်းမြောင်းတိုက်ခိုက်တာမျိုးတွေကြောင့်ပြည်သူတွေကိုထိခိုက်တာမျိုးတွေဖြစ်နေရတာလို့သူကယူဆပြောဆိုပါတယ်။စစ်တပ်ဘက်ကတော့ဗစီကြီးသာမကပြစ်ခတ်ခဲ့တဲ့လေရောင်းတိုက်ခိုက်မှုအားလုံးဟာလက်နက်ကင်စတင်သူတွေရှိတဲ့နေရာတွေသာဖြစ်တယ်လို့ပြောထားပါတယ်။စစ်တိုင်းအလိုက်အုပ်ချုပ်ကုတ်ကဲမှု စစ်တိုင်းကြီး14ခုနဲ့စစ်တပ်ကနယ်မြေအလိုက်စစ်ရေးအောက်ချုပ်စိုးမိုးရေးနဲ့လုံခြုံရေးကိုလှုပ်ဆောင်တာဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေကိုလည်းတပ်ဆိုင်ရာစစ်တိုင်းအလိုက်ခွဲခြားကနယ်မြေအတွင်းအရှိဆိုင်တဲ့လေတပ်တွေနဲ့ပူးပေါင်းတိုက်ခိုက်ကြတာပါ။စကိုင်းကချင်ရှင်းကရင်ကရင်ပြည်ဘကိုးစတဲ့နေရာတွေကတော့လေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုအများဆုံးခံရတဲ့နေရာတွေဖြစ်ပါတယ်။ကချင်ပြည်နယ်ကိုမြေကြီးနားအရှိဆိုင်တဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကတာဝန်ယူသလိုရှမ်းပြည်နယ်ကိုတော့အရှိမြောက်အရှိအလဲပိုင်းတိုင်းအရှိပိုင်းတိုင်းစတဲ့စစ်ဌာနချုပ်၃ခုနဲ့ လာရှိုးခိုလန်းတောင်ကြီးတို့မှာအခြေဆိုင်ကတာဝန်ယူပါတယ်။နာမခါလိုလူသိများတဲ့အနောက်မြောက်တိုင်းကတော့စကိုင်းတိုင်းမုံရွာမှာအခြေဆိုင်ပါတယ်။စကိုင်းတိုင်းနဲ့နဲ့မကွေးကနေမြေတချို့ကိုတာဝန်ယူပါတယ်။မန္တလေးမြို့မှာအခြေဆိုင်တဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကတော့အလဲပိုင်းဒေသမန္တလေးနဲ့မကွေးကနေမြေအချို့ကိုတာဝန်ယူကိုခဲ့တာပါ။အခြေတောင်ပိုင်းနဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကပဲခူးတိုင်းတောင်ငူကဆလို့မွန်ကရင်ကရင်ဒီစတဲ့နေရာတွေကိုတာဝန်ယူတယ်လို့သိရပါတယ်။အခြေတောင်တိုင်းစစ်ဌာနချုပ်ကတော့မွန်ပြည်နယ်မော်လမြိုင်မှာအခြေဆိုင်ပြီး တောင်ပိုင်းတိုင်းကတော့တောင်ကုန်းမှာအခြေစိုက်ပါတယ်အနောက်တောင်တိုင်းကအေယာဝတီတိုင်းပသိမ်မှာအခြေစိုက်ပြီးအေယာဝတီတိုင်းကိုတာဝန်ယူတာပါအမှန်တော့အနောက်ပိုင်းတိုင်းစစ်ထနာချုပ်အခြေစိုက်ကရခိုင်ကိုတာဝန်ယူပါတယ်တနင်္သာရီတိုင်းမြင်းမြူမှာတော့ကံယူတန်ဒေတာတိုင်းစစ်ထနာချုပ်အခြေစိုက်ပြီးမြန်မာပြည်အောက်ပိုင်းတနင်္သာရီကိုတာဝန်ယူကုတ်ခဲ့တယ်လို့သိရပါတယ်နေပြည်တော်တိုင်းစစ်ထနာချုပ်ကနေပြည်တော်မှာအခြေစိုက်တယ်လို့ရန်ကုန်တိုင်းစစ်ထနာချုပ်ကလည်းရန်ကုန်မှာအခြေစိုက်တည်ရှိနေပါတယ်မူရီစေဝါကူတန်းရောင်းဝယ်ရေးလမ်းကြောင်းနဲ့အာရှနဲ့ ကမ္ဘာနိုင်ငံအနှံ့အပြားကိုဖြန့်ဖြူးရမှာနာမည်ကျော်တဲ့လာအိုထိုင်းနဲ့မြန်မာသုံးနိုင်ငံနေဆက်ဖြစ်တဲ့တရီကန်တိုင်းစစ်ထနာချုပ်ကတော့ရှမ်းပြည်နယ်ကျိုင်းတုံးမှာဖြစ်ပါတယ်။စစ်အာဏာသိမ်းပြီးနောက်တော့အဲ့ဒီလိုစစ်ဒေသအလိုက်တာဝန်ယူတဲ့စစ်တိုင်းမှုတွေရဲ့ဩဇာအာဏာဟာအထုတ်ထိတ်တီကိုရောက်နေပြီလို့စစ်ဘက်ရေးရကြောင်းကျင်သူတွေစစ်သားဟောင်းနေတဲ့နိုင်ငံရေးကြောင်းကျင်သူတွေကပြောကြပါဗါတယ်။အတိသာဆုံးနဲ့အမြင်သာဆုံးကတော့လေကြောင်းပစ်ကူကိုတိတိသာသာတိုးတုံးလာရချိန်မှာ အရင်လိုမျိုးတက်မတော်ကကွေရေးဦးစည်းရုပ်ကြီးအထစ်ကိုအမိန်ဆောင်တဲ့အဆင့်မရှိတော့တာမျိုးလေကြောင်းပစ်ကူတွေကိုတိုင်းမှုအဆင့်တွေကဆုံးဖြတ်နိုင်တဲ့ပုံစံမျိုးတွေကိုသုံးသက်တွေ့ရှိရနိုင်တာကြောင့်လို့ဆိုကြပါတယ်2021အာနာသိမ်းပြီးနောက်လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကလူသေးဆုံးမှုအများဆုံးဖြစ်တဲ့တိုက်ခိုက်မှုတစ်ခုဖြစ်လာသလိုဒေါ်လာရေးတဖွဲ့တွေအတွက်ကြီးမားတဲ့ချင်းချောင်းမှုအဖြစ်လက်ရှိကာလအထိရှိနေသေးပါကလေးအမျိုးသမီးအမျိုးသားမကြံထိခိုက်သေးဆုံးမှုအများဆုံးဖြစ်တဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီရဲ့လေတရဲတွေ ဘာကြောင့်လိုက်နာလှုပ်ဆောင်ကြတာလဲဆိုတော့မိကုန်းကိုတော့လေတရဲဟောင်းတအုပ်ကအခုလိုဖြေးပါတယ်။လေချောင်းကနေပြစ်နေတိုက်နေတာကဘာလို့လဲဆိုရင်စစ်သားဖြစ်လို့တိုက်နေတာပဲလို့ပြောရမှာပဲ။စစ်တိုက်တယ်ဆိုတာဓမ္မတွေအာဓမ္မတွေမရှိဘူး။အာနာသိန်းကာလအတွင်းလေချောင်းတိုက်ခိုက်မှုဘယ်လောက်ရှိထားလဲ။2023ခုနှစ်ဇန်နဝါရီကနေဩဂုတ်လအထိ6လအတွင်းမှာစစ်ကောင်စီကလေချောင်းတိုက်ခိုက်မှုအကြိမ်ရေ1006ကြိမ်ပြုလုပ်ထားပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာ994ကြိမ်သာရှိတာကြောင့် စစ်အာဏာသိမ်းထားတဲ့32လအတွင်းမှာစုစုပေါင်းအကြိမ်ရေ2000ကျောင်းသုံးတိုက်ခိုက်ထားတယ်လို့နိုင်ငံရေးလေလာသုတေသနပြုတဲ့မြန်မာမဟာဗျူဟာနဲ့မူဝါဒလေလာရေး Institute ISP မြန်မာရဲ့လေလာတွေ့ရှိချက်အရာသိထားရပါတယ်။အဲ့ဒီလေကျောင်းတိုက်ခိုက်မှုတွေကြောင့်လူရာနဲ့ချီသေဆုံးခဲ့တယ်လို့နောက်ထပ်သုတေသနပြုလေလာစောင့်ကြည့်တဲ့အဖွဲ့တွေရဲ့အချက်အလက်တွေအရာလည်းသိရပါတယ်။2022ခုနှစ်အတွင်းလူသေဆုံးမှုအများဆုံးဖြစ်ခဲ့တဲ့လေကျောင်းတိုက်ခိုက်မှုတွေမှာတော့စကိုင်းတိုင်းကမ်ဘလူမြို့နယ်ပစီကြီးရွာတိုက်ခိုက်ခံရမှုနောက်စာတင်ကျောင်းကိုလေကျောင်းနဲ့ပြစ်ခတ်ခံရတဲ့ တပည့်ရင်ကလက်ရက်ကုန်းရွာဖြစ်စဉ်နဲ့ကရှင်ပြည်နယ်ဖားကတ်မြို့နယ်တဲက KIO ထိုင်းချုပ်နယ်မြေတဲကအနက်ပါကလေကြောင်းတိုက်ခိုက်ခံရမှုတို့ဖြစ်ပါတယ်။ဧပြီလ17ရက်2022ခုနှစ်မှာတော့ဗစီကြီးရွာကိုစစ်ကောင်စီကလေကြောင်းကတိုက်ခိုက်ခဲ့ချိန်အဲ့ဒီကကလေးအမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း182ဦးအထိတိတ်ဆုံးခဲ့ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းကတိုက်ခိုက်ခံရမှုတွေတဲလူအသေအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။အခုအော်တိုဘာလာထဲမှာတော့ဗစီကြီးရွာတိုက်ခိုက်ခံရမှုက6လပြည့်ခဲ့ပါပြီ။ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နေမြေတဲကအနံ့ပါကဖျော်ဖြေပွဲကိုတိုက်ခိုက်ခဲ့တဲ့လေကြောင်းတိုက်ခိုက်မှုကလည်းအော်တိုဘာလ23ရက်နေ့မှာတနစ်ပြေခဲ့ပါပြီ။အဲ့ဒီမှာတော့တေဆုံးသူအမျိုးသားအမျိုးသမီးစုစုပေါင်း62ဦးအထိရှိခဲ့ပါတယ်။တပည့်ရင်းမျိုးနဲ့လက်ရက်ကုံရွာကစာတင်ကြောင်းကိုလည်း2022ခုနှစ်စက်တင်ဘာလ16ရက်မှာလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကလေး9ဦးအပါအဝင်အမျိုးသားအမျိုးသမီးစုစုပေါင်း24ဦးတေဆုံးခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ကလည်းလူ78ဦးလောက်တေဆုံးခဲ့ရတဲ့ ရင်မောင်းတိုင်းရွာလေးကျောင်းတိုက်ခိုက်ခံရမှုအပါအဝင်မကြာခဏဆိုသလိုလေးကျောင်းတိုက်ခိုက်မှုတွေကိုစစ်ကောင်စီကပြုလုပ်နေတာပါအခုနှစ်2023ခုနှစ်မှာတော့နှစ်ဝက်မကြိုးခင်မှာပဲဒီထက်များပြားတဲ့လေးကျောင်းတိုက်ခိုက်မှုတွေကိုဆက်တိုက်ပြုလုပ်နေသေးပါအသက်ပေါင်းများစွာကိုဒီလိုကြီးတစ်ချိန်နဲ့တနေရာထဲမှာရရဆက်ဆက်ပြစ်ခတ်တတ်ဖြတ်ကြပြီးတော့တည်င်းပြီးတဲ့သူရောကျူးလွန်တဲ့သူရောနောင်တော့တွေဘာတွေရောမရကြဘူးလားသူတို့မှာပြင်ဆင်ဖို့စိတ်ကူးများမရှိကြဘူးလားလို့ပစီကြီးပြစ်ခတ်မှုအတွင်အသက်ရှင်လွတ်မြောက်ခဲ့သူကိုရဲက BBC ကိုမှတ်ချက်ပြပြောပါတယ် ပဇီကြီးပြစ်ခတ်မှုအတွင်းမှာကိုရဲဟာသူ့ရဲ့ဝမ်ခွဲညီအကိုမောင်နှမဦးလေးအတော်စတဲ့အသက်အရွယ်အဆုံးဆွေမျိုး30ကျော်အထိတိတ်ဆုံးခဲ့တာပါစစ်ကောင်စီရဲ့တပ်ဖွဲ့တွေတဲ့အခုလိုတိတ်ဆုံးမှုများပြားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုဘလို့တာဝန်ရှိသူတွေကတာဝန်ယူပြီးပြစ်မှတ်ရွေးချယ်အမိန့်ပေးတာမျိုးတွေကိုလုပ်နေလဲဆိုတော့ကိုတော့ကိုရဲအပါဝင်အများစုကမသိချိကြပါဘူးဒါပေမဲ့အခုလိုလေကြောင်းကနေပြစ်ခတ်တပ်ဖြတ်မှုတွေကိုကျူးလွန်သူတွေအပေါ်တရားမျှတဲ့ဆုံးဖြတ်စည်းရင်အရေးယူပေးမှုရဖို့ ကိုရဲနဲ့ပစီကြီးအပါအဝင်လေကြောင်းတိုက်ခတ်ခံရမှုအတွင်းတေဆုံးခဲ့သူတွေရဲ့မိသားစုဝင်တွေကမျှော်လင့်နေကြပါတယ်။ BBC မှစောင်းပါဖြစ်ပါတယ်။အဆုံးထိထားတော်မူတဲ့ဦးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ကျွန်တော် channel မှာယခုကဲ့သို့စာပေစောင်းပါများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်နိုင်သိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့မြေတရက်ခံပါတယ်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။